သင်္ခါရဆိုတာဘယ်နှမျိုးရှိသလဲတဲ့သူမေးတာသင်္ခါရဘယ်နှမျိုးရှိတုံးဆိုဩသင်္ခါရဆိုတာ၃မျိုးရှိပါတယ်တဲ့ကာယသင်္ခါရဝစီသင်္ခါရစိတ်ဓာတ်သင်္ခါရ၃မျိုးရှိတယ်မှန်သွားပြီ၃မျိုးရှိတော့အဲ့ဒီ၃မျိုးဟာကာယသင်္ခါရဝစီသင်္ခါရစိတ်ဓာတ်သင်္ခါရ၃မျိုးလို့ဖြေလိုက်တယ်ဖြေလိုက်တဲ့အခါသူကဆက်ပြီးတော့မေးတယ်ဒါဖြင့်ကာယသင်္ခါရဆိုတာဘာခေါ်တာတော့ ကာယသင်္ခါရဆိုတာထွက်လီဝင်လီအတ္တတပတ္တတကိုခေါ်တာပါအတ္တတပတ္တတကာယသင်္ခါရောထွက်လီဝင်လီကိုကာယသင်္ခါရလို့ခေါ်ပါတယ်ဘာဖြစ်လို့ခေါ်တာတုံးနဲ့သူကဆက်မေးဒါကထွက်လီဝင်လီဆိုတာဘုန်းကြီးတို့ကစဉ်းစားကြည့်ပေါ့ခန္ဓာကိုယ်နဲ့ဆက်ဆက်နေတာမဟုတ်လားထွက်လေဝင်လေဆိုတာနှာခေါင်းရှိရမယ်အဆုတ်ရှိရမယ်ဟုတ်တယ်မို့လားနှာခေါင်းနဲ့အဆုတ်မရှိလို့